ပြည်ထောင်စုရကရွှေပြောင်းအခြေချသူတွေလှေနဲ့ရောက်လာတာကိုတားဆီးဖို့အတွက်ခလုံခွဲဥပဒေတွေကိုပုံမတင်းကျပ်သွားမယ်လို့ပြောပါတယ်။တရင်းငွေနေက BBC မှာပြောကြားရာမှာပြည်ထောင်စုဝန်ကြီးရှာဘာနာမမုတ်ကအဆိုပြုထားတဲ့ဥပဒေကိုခုလိုရှင်းပြခဲ့ပါတယ်။ကျမတို့လုံမဲ့ပြုပြင်ပြောင်းလဲမှုအသစ်တွေကတော့မျိုးဆက်ပေါင်းများစွာကလေးကရှိခဲ့တဲ့ဒုက္ခသည်တွေကိုပေးတဲ့ခလုံခွဲဟာအမြဲတမ်းအခြေချနေထိုင်ခွင့်နဲ့ အဲ့ဒါနဲ့ဆက်ဆက်တဲ့အခွင့်အရေးတွေအားလုံးကိုခက်မြန်မြန်ရနိုင်တဲ့ဆိုတဲ့ယူဆချက်ကိုပြောင်းလဲပြင်ပါပါကျမတို့ကဒါကိုယာယီလုပ်ငန်းစဉ်တစ်ခုအနေနဲ့ပြောင်းလဲသွားမှာဖြစ်ပြီးအခြေအနေကိုနှစ်နှစ်ခွဲတစ်ကြိမ်ပြန်လဲစစ်ဆေးပါမယ်ဒါကြောင့်တတ်မှတ်ထားတဲ့နှစ်နှစ်ခွဲကာလအတွင်းမှာမူရင်းနိုင်ငံကဘေးကင်းလုံခြုံတဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပြီးဒုက္ခတဲ့အဖြစ်ဆက်လက်ရှိနေသေးတယ်ဆိုရင်နိုင်ငံထဲမှာအမြဲတမ်းနေထိုင်ခွင့်ပေးမယ့်အစားနိုင်ငံရင်းစီပြန်ဖို့မှာပါလို့ပြောခဲ့ပါတယ်လေဘာပါတီအစိုးရဟာ နိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့လက်ရာစွန်းပါတီတခုရဲ့လူထုထောက်ခံမှုမြင့်တက်လာတာကိုရင်ဆိုင်နေရတယ်လို့ရွှေပြောင်းနေထိုင်သူတွေကိုစန့်ကျင်တဲ့အကြမ်းဖက်ဆန္ဒပြမှုတွေနဲ့လည်းရင်ဆိုင်ဖြေရှင်းနေရပါတယ်။ဆန္ဒပြသူတွေအတွက်စိုးရိမ်စရာတွေတကယ်လည်းရှိခဲ့တယ်လို့ပြည်ထောင်စုဝန်ကြီးကအရင်ကလည်းပြောခဲ့မှုပါတယ်။လူတွေကကျမတို့ကမ်းခြေကိုလှင်ငယ်တွေဆက်ရောက်လာတာကိုမြင်တဲ့အခါမှာထိန်ချုပ်မှုကင်းမဲ့နေတဲ့နိုင်ငံတခုကိုမြင်နေရတာပါလို့ပြောပါတယ်။ဒါပေမဲ့ဒုက္ခသည်ထောက်ခံသူတွေကတော့ ဒီအစီအမံတွေဟာအပြစ်မဲ့သူတွေကိုအပြစ်ပေးတာအပြင်ထိရောက်မှုမရှိဘူးလို့ပြောပါတယ်။ဒုက္ခသည်များကောင်စီရဲ့အမှုဆောင်အရာရှိချုပ်ကကျွန်တော်တို့နေဆက်တွေကိုလုံခြုံအောင်ထိန်းချုပ်ဖို့လိုအပ်ပါတယ်။ဒါပေမဲ့ဝင်လာတဲ့လေတွေကိုမတားမြစ်ပဲပြုပြင်ပြောင်းလဲမှုလုပ်ရုံနဲ့တော့အောင်မြင်မှာမဟုတ်ပါဘူး။ဒါကိုအောင်မြင်အောင်လုပ်ဖို့ကပြင်သစ်နဲ့လက်ရှိအစီအစဉ်တွေအမှန်တကယ်အလုပ်ဖြစ်ဖို့နဲ့နိုင်ငံတကာနဲ့ပူးပေါင်းပြီး လူတွေဘာကြောင့်ထွက်ပြေးရတယ်လဲဆိုတဲ့အချက်ကိုဖြေရှင်းတာမျိုးနဲ့အောင်မြင်အောင် လုပ်ရမှာပါလို့ပြောခဲ့ပါတယ်။ညှိမှန်းနှိပ်စက်မှုနဲ့ဂုံတိုက်ခါကြဆင်းစေတဲ့အဆက်အစံခံရမှုဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုပုံမတိကျစေဖို့ဥရောပလူအခွင့်အရေးတရားရုံးစီတင်သွင်းမဲ့တနာခန်စာမှာ UK ကတခြားနိုင်ငံတွေနဲ့ပါပူးပေါင်းမှာပါ။ဒါပေမဲ့ဒီလှုပ်ရှားမှုကအစိုးရအတွင်းမှာမကြေမနက်တွေဖြစ်နေပြီးဝန်ကြီးတအူအ ਨੇ စုံယာရုကနှုတ်ထွက်ဖို့စဉ်းစားနေတယ်လို့သတင်းတွေပေါ်ထွက်နေပါတယ်ခင်ဗျာ။